ထိုင်းနိုင်ငံမှာ နေ့လယ်၂နာရီမှညနေ၅နာရီအတွင်းအရက်ဘီယာရောင်းချခွင့်မပြုတဲ့ကန့်သက်ချက်ကိုပယ်ဖျက်ဖို့မူဝါဒချမှတ်ခဲ့ကြောင်းထိုင်းသတင်းတွေရသိရပါတယ်။နိုဝင်ဘာလ23ရက်ကထိုင်းအစိုးရအိမ်တော်မှာဒုတိယဝန်ကြီးချုပ်စောဖုန်စရန်က အရက်ရမကာမူဝါဒကော်မတီရဲ့ဒုတိယအကြိမ်အစည်းအဝေးမှာဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးနောက်အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ နိုဝင်ဘာလဆန်းပိုင်းကအရက်ဘီယာရောင်းဝယ်တောက်တုံးတာနဲ့ပတ်သက်လို့အချိန်ကန့်သက်ခဲ့တဲ့ဥပဒေအပေါ်ဝေဖန်မှုတွေရှိခဲ့တာကြောင့်အဲ့ဒီဥပဒေကို ပြန်ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်။လူအများကအရက်ရောင်းချခွင့်နဲ့ပတ်သက်ပြီးနှစ်သက်ကူးနဲ့တကြံခရီးသွားပွဲတော်များအတွက်စိုးရိမ်ပူပန်နေကြကြောင်းဒုတိယဝန်ကြီးချုပ်ကပြောကြားထားပြီးဥပဒေကို တင်းတင်းကြပ်ကြပ်ကျင့်သုံးပါကထိုင်းနိုင်ငံသို့ခရီးသွားများလာရောက်ခြင်းကိုစိတ်ပြည့်အာရော့စေနိုင်တယ်လို့သူကဆိုပါတယ်။ဒါကြောင့်နေ့လယ်2နာရီမှညနေ9နာရီအတွင်းအရက်ရောင်းချမှုပိတ်ပင်ထားခြင်းကိုပယ်ဖျက်ဖို့မူဝါဒချမှတ်ခဲ့ကြောင်းသူကပြောပါတယ်။ထိုင်းနိုင်ငံမှာနှစ်သက်ကူကာလရင်းမတော်တဆမှုလျှော့ချရေးပြည်သူ့ကျန်းမာရေးနဲ့လူငယ်တွေဘေးကင်းလုံခြုံဖို့ရည်ရွယ်ပြီးည7နာရီကနေမနက်7နာရီ နေ့လယ်2နာရီကနေညနေ9နာရီအထိဆိုင်တွေမှာအရက်ဘီယာရောင်းချထိုင်တောက်ခွင့်မပြုဖို့နိုဝင်ဘာလဇန်ပိုင်းမှာဥပဒေထုတ်ခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံကဈေးဝယ်စင်တာရက်ွက်ဆိုင်နဲ့7-11ဆိုင်တွေမှာအရက်ဘီယာရောင်းချတာကို နေ့လယ်2နာရီကနေညနေ9နာရီအတွင်းကန့်သတ်ထားပြီးဒီဥပဒေဟာ1982ခုနှစ်ကတည်းကရှိခဲ့တာဖြစ်ပါတယ်။နေ့လယ်2နာရီမှ ညနေ9နာရီအတွင်းအရက်ရောင်းချမှုပိတ်ပင်မှုကို ရခင်ကအစိုးရဝန်ထမ်းများနေ့လယ်ပိုင်းမှာအရက်တောက်ခြင်းကိုတားဆီးဖို့အကောင့်ထည့်ဖော်ခဲ့တာဖြစ်တာကြောင့်ခေတ်ကာလအချိန်အရမကိုက်ညီတော့တာကြောင့်ဝေဖန်မှုတွေရှိလာပြီးနောက်အခုလိုပြန်လည်ဖြေလျှော့လိုက်တာဖြစ်ပါတယ်။အရက်ဘီယာတောက်သုံးခွင့်ဥပဒေပေါ်ပြန်လည်သုံးသက်တဲ့အစီအွေအရာနေ့လယ်2နာရီကနေညနေ9နာရီအထိစိုင်းတိုင်းအရက်တောက်ခွင့်ကို ပြန်ဖြေလျှော့ပေးခဲ့ပြီးအရင်ဆုံး6လတာစံတက်ခွင့်ပြုက အချိန်၄ကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။